လိုအပ်သူများလည်းကြိုတင်ပြီးတော့ share ထားနိုင်ပါတယ်။အဲကွန်လေးတွေအိမ်မှာတုံးနေပေမဲ့လည်းရမူလေးတွေကိုတော့တိတ်ချမတုံးတတ်ကြဘူး။ဟုတ်တယ်ဟုတ်အဲဒါပေမဲ့လည်းတိထားဖို့ကတော့အရန်ရေးကြည့်ပါတယ်ဒီနေ့ aircon ရမှုလေးရဲ့အသုံးပြုပုံလေးကိုလည်းပြောပြပေးမယ်ပထမဆုံးပြောရမယ့်ခလုတ်လေးကတော့ on off ခလုတ်လေးပါသူကတော့ဖိမိတ်လုပ်တဲ့ခလုတ်လေးပေါ့ဒီခလုတ်လေးကိုလည်းအများစုကသိကြပါတယ်နောက်တစ်ခုကတော့ mouse ဆိုတဲ့ခလုတ်လေးအဲ့ဒီခလုတ်လေးကတော့အရန်ရေးပါပါတယ်အဲ့ဒီခလုတ်လေးကိုလည်းကောင်းကောင်းမသုံးတတ်လို့ aircon ပြင်ဆိုင်ပို့မိတဲ့အဖြစ်မျိုးကိုလည်းကြုံမှုခဲ့တဲ့သူတွေအများကြီးကြုံမှုပါလိမ့်မယ် မဟုတ်ဆိုတာကတော့အပြည့်စုံရေးမထားရင်လည်း M ဆိုတဲ့သင်္ကေတလေးပါပါတယ်အဲဒါလေးကဘာတွေလှုပ်ဆောင်လဲဆိုတော့အဆင့်50လှုပ်ဆောင်ပါတယ်ပထမတစ်ချက်နှင်းရင်အော်တိုဆိုပြီးတော့ပေါ်လာတယ်အော်တိုနေထားဆိုရင်တော့အခန်းရဲ့အပူချိန်ပန်ကလည်းနှုန်းအော်တိုယူနစ်တွေအဖွင့်ပိတ်နဲ့လဲချိန်တွေကိုလည်းအဲကွန်ကနေပြီးတော့ processor ကသူ့အတူအလုပ်လုပ်ပေးပါလိမ့်မယ်ဒုတိယချက်နှင်းရင်တော့ကိုးဆိုပြီးတော့ပေါ်လာလိမ့်ကိုးနေထားကတော့အဲကွန်ကအေးနေပါလိမ့်မယ် အဲ့ဒီချိန်မှာအော်တိုယူနစ်တစ်ခုလုံးကလည်းလုံးလုံးနေလိမ့်မယ်။တုံဆွဲသူကလည်းနှိပ်ထားတဲ့အခန်းပူချိန်အောက်ကိုမရောက်မချင်းအဲ့ဒီအဲကွန်ကလဲနေပါလိမ့်မယ်။တတိယတစ်ချက်နှိပ်ရင်တော့ drive ဆိုပြီးတော့ပေါ်လာမှာ။ drive mode မှာလည်းအဲကွန်ကအေးနေပါလိမ့်မယ်။အဲ့ဒီချိန်မှာအေးရုံတင်မကပဲအခန်းအတွင်းထဲမှာရေငွေ့ပမာဏကိုလည်း ကိုနှိပ်ထားခြင်းထပ်ပို့ပြီးတော့ရှော့ချပေးလိမ့်စရုဒ္ဓချက်ကိုနှိပ်မယ်ဆိုရင်တော့ဟက်ဆိုပြီးတော့ပေါ်လိမ့်ဟက်ဆိုလိုတာနှိပ်ထားမယ်ဆိုရင်ချိန်ထားမယ်ဆိုရင်တော့လေအဲကောင်ကလည်းအပူအေးနှမျိုးသုံးလို့ရတယ်ဟာဆိုရင်တော့အခန်းတွင်းထဲက info or ကလည်းအပူကွန်ဖြစ်သွားပြီးတော့ outdoor unit ကလည်းအေးအေးကွန်ဖြစ်ရောင်းမြအလုပ်လုပ်ပေးလိမ့်နောက်ဆုံးတစ်ချက်နှိမ့်မယ်ဆိုရင်တော့ဖန်ဆိုပြီးပေါ်လာမှာပေါ့ဖန်ဆိုတဲ့အနေထားမှာနှိမ့်ထားပြီးချိန်ထားမယ်ဆိုရင်တော့အဲကောင်အောက်တော့အလုပ်မလုပ်ဖဲနဲ့အင်ဒေါပန်ကပဲလုပ်လုပ်လိမ့်အခန်းတွင်းထဲမှာလည်းမအေးတော့ဘူးလေပန်ကကြီးတော့လဲနေလို့လည်းဖြစ်ပါတချို့ဆိုရင်လည်း remote control ဒီချိန်ဒီမှာနှိမ့်ထားပြီးတော့အဲကောင်မအေးလို့ဆိုပြီးတော့ပြင်တဲ့သူတွေလန့်ခေါ်တော့လဲလမ်းစီကုန်တာတွေလည်းရှိ တာပေါ့တန်လို့ရေးထားတဲ့အခန်းရဲ့လေထုအပူချိန်ကိုကိုလိုချင်သလိုချိန်ဖို့အတွက်ဘယ်ညာများနှစ်ခုနဲ့ရေးထားတဲ့အပူချင်းချင်းညှိတဲ့ခလုတ်ပါအခန်းရဲ့အပူချိန်ကိုလည်းကို့အတွက်တက်တောင့်တတာဖြစ်စီမဲ့အပူချိန်အနည်းများကိုချိန်ရမှာသုံးပါတယ်နှိပ်တဲ့ခါမှာလည်းအဲကောအင်တော်ရဲ့စင်စာနေရာကိုချိန်ပြီးတော့နှိပ်ဖို့လေလို့လူတယောက်တော့ကတော့တက်တောင့်တတာဖြစ်တဲ့အပူချိန်ကတော့ရာသီဥတုမှာရှိတဲ့ပဝင်းချင်းပူချိန်နဲ့လိုက်လို့လည်းနေညာလိုက်လို့အပြောင်းလဲရှိအဲကောဖွင့်ထားပေးမယ်တတိယမနေစီပဲနဲ့ကို့အတွက်လည်းချမ်းမန်းပူအိုင်မန်းတိမနေစီတဲ့အပူချိန်ကတော့အကောင်းဆုံးပါပဲ ဖန်လို့ရေးထားတဲ့အဲကွန်အင်တော်ရဲ့အထက်ကပန်ကအမြန်နှုံးကိုချိန်တဲ့ခလုတ်တစ်ခုလည်းပါလိုက်။အဲသူ့ရဲ့အတုံးကတော့ပန်ကအမြန်နှုံးကိုအမြန်ဟိုက်အလေလက်ကို M အနည်းကိုတော့ L ဆိုပြီးတော့ချိန်ရမှာသုံးပါတယ်။တစ်ချက်နှိမ့်လိုက်ရင်လည်းတမျိုးပြောင်းတာပေါ့။ HML အစင်လိုက်ပြောင်းနေပါလိမ့်မယ်။အများစုကလည်း RAM တွေမှာအမှန်ပြင်ထဲမှာအတုံးကြီးလိုက်အလတ်လိုက်အသေးလိုက်ပြောင်းသွားတဲ့ပုံစံနဲ့ပါလိုက်မယ်။ညာရီချိန်နေမှာတော့အနည်း L မှာထားခြင်းနဲ့လည်းစူညံမှုကိုတတ်တာစီတာပေါ့။စီးရင်ဆိုတဲ့တစ်ချက်ချင်းစီနှိပ်ပြီးတော့လည်း Aircon Indoor Unit ရဲ့ အရှိအလွယ်ရီကိုလည်းအပေါအောက်ကစားတာနဲ့ကိုကြိုက်တဲ့နေရာမှာရက်ဖို့ကိုလည်းစောက်အဲခလုံးနေလိုက်တာနဲ့အသည်ရက်သွားအောင်လည်းလှုပ်နိုင်ပါတယ်အဲတိုင်မာဆိုတဲ့ခလုံးနဲ့လည်းအပူချိန်တွေကိုအတိုးလျှော့မြားတွေနဲ့ပေါင်းဆက်နှိပ်ပြီးတော့လည်းအဲကုန်းကိုကြိုက်တဲ့အချိန်မှာပိတ်ဖို့ကြိုက်တဲ့အချိန်မှာပြန်လဲစီဖို့အတွက်အချိန်တတ်မှတ်ပေးနိုင်တယ်တာဖို့ဆိုတဲ့ခလုံးပါခဲ့ရင်တော့အဲကုန်းအင်တော်ဖန်ကိုအချိန်မြန်မြန်နဲ့လဲဖို့လည်းဖြစ်သွားပါလိမ့်မယ်အဲကုန်းရမှုကိုနှိပ်တဲ့အခါမှာလည်းအင်တော်ယူနေရဲ့စင်ဆာကိုလည်းတိတ်ချချိန်ပြီးတော့နှိပ်မှသာလိမ့်ကိုလိုချင်တဲ့ချိန်စားမှုကိုရမယ်လို့လည်းသတိပေးချင်ပါတယ်ရမှုအလုံးလုံးရင်လည်းအဲကုန်းကနေတီဆိုတဲ့အတန်လေးကလည်းနှိပ်လိုက်တိုင်းမှာကြားနေရတတ်ပါတယ်